်မင်္ဂလာပါဓမ္မဗုဒ္ဓ channel မှာကြိုဆိုလိုက်ပါတယ်လေးနဲ့ထိရောက်တော့တောင်းပါပေါ့ဟောတစ္စာတဲ့ပြုနေပေါ့ဒါလေးဘုရားလွေးသူရှင်ပြောပြပေးမယ်လေးနဲ့ထိရောက်တော့တစ္စာတဲ့ကံပြုနေတဲ့နော်တရားနာမယ်ဘယ်လိုခေါ်လဲလေးနဲ့ထိရောက်တော့တစ္စာတဲ့ကံပြုနေဘဝမှာဘုရားတို့ယက်တိကြားရတဲ့အခါနေထိုင်ကြားရတဲ့အခါမှာ အစဉ်ပြေခြင်းမပြေခြင်းဆိုပြီးတော့လောကဓာတ်တရားတွေဟာလူတိုင်းကြုံတွေ့ကြရတယ်တတော်အားတွေမှာဒါပေမဲ့အစဉ်မပြေတာပုံများတာပါပဲနော်စိတ်ချတာတာနဲ့စိတ်ဆင်းရဲတာရတာနဲ့ရှင်းကြည့်လိုက်ရင်ဘုရားပုံများလဲစိတ်ဆင်းရဲတာပုံများတယ်ဘုရားတို့ပွားတယ် အဲတော့ကမငွေငွေဒီငွေတော့လက်ရတယ်မချလို့ရလဲဖြစ်ချပြီးပြန်တော့လဲနော်ငွေရချရတာခတ်တာတုံးတော့လွယ်သလားမမေ့နော်လွယ်လိုက်တာနော်ချရတာခက်ခဲသလားပင်ပန်းကြရတယ်ဆင်းရဲကြရတယ် ကဲထားတော့လောကီရေးရာကိစ္စတွေမှာပဲဖြစ်ဖြစ်လောကုတ္တရာရေးရာကိစ္စတွေမှာပဲဖြစ်ဖြစ်အခက်အခဲတွေအစဉ်မပြေမှုတွေကြုံလာရတတ်တယ်ဒီလိုကြုံလာရတဲ့အခါမှာဘုန်းကြီးတို့ဒီကဓမ္မတို့ကဟိုဟာတစ္ဆာလက်နက်ကိုအသုံးပြုရမယ်ဗာလက်နက်ကိုအသုံးပြုရမယ်လေတစ္ဆာလက်နက်ကိုအသုံးပြုရတယ် ဒါပေမဲ့တော့ဟောတခါတလေကြတော့မေ့နေတယ်အခက်ခဲတွေကြုံလာတဲ့အခါမှာအဲ့လိုတစ္ဆာဆိုကိုမေ့နေတော့ဘာလို့ ਆ မလဲဘာလို့ ਆ မလဲနော်ခေါင်းတွေရှုပ်လာတယ်တခါတလေဘဝမှာလမ်းဆောင်အောင်ရောက်နေတယ်လို့မျိုးပေါ့နော်ဒီဘက်လမ်းအောင်လိုက်ရမလားဟိုဘက်လမ်းအောင်လိုက်ရမလားကွာလမ်းမတိတဲ့အရက်တွေတော့ခေးသွားတဲ့အခါမှာအဲ့လို GPS ကလည်းပျောက်နေမယ်လိုင်းလည်းပျောက်နေမယ်မင်းမဲ့လူလည်းမရှိသေးဘူးဘယ်လမ်းအောင်ရွေးလို့ရမှာမသိဒီလိုမျိုးတွေကြုံရတယ်လို့ပဲ ။ဒါတခါတလေကြာရင်လောကီစီးပွားရေးကိစ္စတွေလူမှုရေးကိစ္စတွေနိုင်ငံရေးကိစ္စရက်တွေမှာအစင်မပြေမှုတွေအခက်အခဲတွေကြုံလာတဲ့အခါမှာဘယ်လိုဆုံးဖြတ်ရမလဲဆုံးဖြတ်ချက်ကတစ်ချက်မှားလိုက်တာနဲ့ကိုယ်တွတ်ွက်နင့်နာမှုတွေရှိတယ်ဆိုတော့အရန်ကိုအရေးကြီးတယ်ဒီလိုမျိုးကဏ္ဍတွေကြာရင်ဘာလုပ်ရမလဲဆိုတော့ဒါတစ္ဆာဆိုရမယ် ။ဘာလို့အောင်ပါလဲ။ဘုရားတော်ဒါတစ္ဆာဆိုရမယ်။ဒီတစ္ဆာကလေးနဲ့ထိအောင်ဆိုတတ်ဖို့လိုတယ်။တချို့ကဒကာဓမ္မတွေတချို့ဒါတစ္ဆာတွေဆိုတယ်။အာဒီလိုလိုတစ္ဆာဆိုတာပဲမစွမ်းဘူးပြားလို့ဖြစ်တတ်တယ်နော်။ဘာလို့ तू ကနိစ်နော်ဘောနိစ်စနစ်မကြလို့ဘောလိုတစ္ဆာဆိုတာမစွမ်းတာ။ဒါစနစ်တကျတစ္ဆာဆိုရင်စွမ်းတယ်။အဲဘလို့ဆိုမလဲဆိုတော့ဒါဘုရားခုအချိန်နဲ့တော့လိုရင်းတို့ရင်မိတ်မယ်နော်။ပြောပြပေးမယ်။အာယုံဆိုင်ပြီးနားတော့လက်တွေ့ဘောမှာလိုင်းနာကျင့်ကြံဖို့ဘုရားလိုရင်းတို့ရှင်ပြောခြင်းဖြစ်တယ်။ ်ဘုရားဒါသစ္စာဆိုတော့မယ်ဆိုရင်အရေးဥဆုံးဒါကိုယ်အိမ်မှာဆိုရင်အိမ်မှာပေါ့နော်ဟုတ်တာဒါအိမ်မှာသစ္စာဆိုရဲဆိုရင်တော့အချိန်ပူရတယ်တကယ်၍အချိန်ကဘယ်လိုမှမရဘူးဆိုရင်တော့တွားရလိုင်းလမ်းမှာသစ္စာဆိုလို့တော့ရတယ်အဲအိမ်မှာသစ္စာဆိုဖြစ်တယ်ဆိုရင်တော့အချိန်လည်းရခဲ့တယ်ဆိုရင်တော့အိမ်မှာသစ္စာဆိုပြီးဆိုရင်ဘိန်းတို့ ဖျားပန်းရေချဲပေါ့တိတိကျကျကတ်မယ်နော်အော်ဖျားပန်းရေချဲအဲ့လိုကတ်တဲ့အခါမှာဟောဖျားပန်းရေချဲကိုရင်ရဖျားစင်ရဲ့ဖျားရဲ့ဗုဒ္ဓဝေယဝေစာကကြတော့အလိုမျိုးတက္ကမကြီးတွေကတော့တော်တော်များများလောက်ကြပါတယ်ဒါပေမဲ့အဲ့လိုတက္ကကြီးတွေတိတ်မလို့ဘူးတက္ကကြီးတွေအဒီအလောက်ကဒါအမျိုးသမီးတွေလောက်ပဲလို့အဲ့လိုဖြစ်တယ်မဟုတ်ဘူးနော်တော်တက္ကကြီးတွေလောက်ရမယ်ဒါဥပမာဘုဘုံတို့ဒါဆုံးကကြွားတယ်ဆိုရင် စောလောင်းတဲ့သူကြည့်လိုက်ရင်လေ10ယောက်မှာ9ယောက်ကအမျိုးသမီးတွေတက္ကမတွေတင်တယ်နော်တက္ကကြီးတွေစောလောင်းတာနဲတယ်နော်အဲအဲ့တို့လိုလည်းမဖြစ်ရောက်ဟာဖုံးဖုံးကလည်းအဲ့ဒီတက္ကမကြီးတွေစောလောင်းတဲ့ဆိုတာကဟိုကတပိတော်ဆိုရှာထားတာလေနော်တပိတော်ဆိုဟုတ်တော့ဟုတ်တာပေါ့ဒါပေမဲ့ကိုယ်တိုင်ကုသိုလ်ပြုတော့ပုံမြတ်တာပေါ့နော်တချို့တရားကြီးတွေကဩငါလောင်းငါမလောင်းလဲနော်အဲငါအမျိုးသမီးလောင်းတာပဲငါအိမ်ကလူတွေလောင်းတာပဲဒါဒါငါရှာလာတာဆိုတော့ငါလည်းကုသိုလ်ရရတယ်ပေါ့ဟုတ်တယ်ရတော့ရတယ်ကို ရှာထားလို့ဟောလူပေးတာဒါပေမဲ့ဘာကုသိုလ်ပဲဖြစ်ဖြစ်ကိုယ်တိုင်ကိုကြောင့်ပြုရမယ်နော်ကိုယ်တိုင်ကိုကြောင့်ကုသိုလ်ပြုရင်ပို့စွမ်းတာပို့အာနုဘောကြီးတာပေါ့နော်ပို့အာနုဘောကြီးတယ်နော်အတတ်နိုင်ဆုံးဟောလို့တဆင့်ကုသိုလ်ခံတယ်ဟောလို့ပေါ့အဲ့တော့တခါတလေဘလို့မှအကြောင်းမညီညွတ်ရင်တော့ဟောလို့ကိုယ့်ရဲ့မိတ်ဆွေတွေပေါင်းသေးတွေတယောက်ယောက်ကိုကိုယ်အစာလှူထိုင်းတာပေါ့လှူပေးပါဒါပေမဲ့တတ်နိုင်ဆုံးတော့ကိုယ်တိုင်လှူ ။နော်ကိုယ်တိုင်ကိုကြလောမျိုးတဟတိကဒါနာကိုယ်တိုင်ကုသိုလ်ပြုပြီးပို့ပြီးအာလုပေါ်ကြီးတယ်။နော်အခုလည်းဘုရားတစ္ဆာဆ တော်တော်ပဲဆိုရင်ခွေးပြောပြမှာတရားသမားတွေဖျားပန်းရည်ကြောင်ကိုနိုင်ကုတို့ပြုကိုအိယာအိမ်ကူတွေမခိုင်းနဲ့เนาะဒီအိမ်ကူတွေကကျတော့အိမ်မှုတန်ရှင်ရခိုင်းရင်ခိုင်းကိုမှာအိမ်ကူတွေရှိရင်တော့เนาะဒီဖျားပန်းဖျားရည်ကြမ်းဒါတော့ကိုနိုင်လို့ကိုယ်တိုင်လို့ဒါဗုဒ္ဓဝေယဝစ္စာเนาะဒါဗုဒ္ဓဘာသာဝေဖြစ်နေတယ်သာသနာနဲ့တွေ့ကြုံနေလို့ဒါလေးကိုယ်တိုင်ပြုလုပ်ခွင့်ရတာဒါဗုဒ္ဓဝေယဝစ္စာလုပ်ဖြစ်ဖို့လုပ်ခွင့်ရဖို့ဆိုတာဒါနဲ့လေဘုံကမဟုတ်ဘူး နော်ကိုယ့်ရဲ့ခြေတွေလက်တွေအသားရဲ့သမီးရဲ့ယောက်ျားအတွက်ခုမိသားစုအတွက်လုပ်နေရတာဖခင်အတွက်လည်းလုပ်ရမယ်နော်ဗုဒ္ဓဝေယဝိဇ္ဇာနော်ပုံမြတ်တယ်ကဲဟုတ်ပြီအဲ့တော့ဗုဒ္ဓဝေယဝိဇ္ဇာဖခင်ဖခင်ကအရင်ဆုံးတတ်နိုင်ရှင်းရှင်းတတ်တတ်ရရလေးလုပ်မယ်အဖခင်ရှင်ပေါ်မှာဘယ်ဖုန်ကြီးပေးတဲ့အဆောင်ဘယ်ဝိဇ္ဇာပေးတဲ့ပစ္စည်းမတင်ရဘူးဖခင်ရှင်မှာဖခင်ပဲရှိရမယ်နော်ဖျားစင်မှာတချို့ကကိုအဖေနဲ့မိဘုံနေတင်ကြတယ်မတင်ကောင်းဘူးမတင်ကောင်းဘူးနော်အဖေမိဘုံနဲ့ဖျားစင်ဘုံမတင်ကောင်းဘူးနော် အဖေမေနဲ့ဖခင်နဲ့ကလေဗယ်မှမတူတာကြီးဟုတ်ပါဘူးเนาะအကြောတော့ဖခင်အဖေနဲ့မေကိုလေးစားရတယ်ခုတ်ပြီးလေးစားရဲဆိုရင်ဖခင်စင်ဘေးနားမှာသူ့တဲ့တီးတန့်လေးနော်အဲ့တော့အဲ့ပုံလေးတွေကိုလေထားကျင်နေဆိုရင်ဖျားစင်ပြီးတော့မှတီးတန့်ဆင်တဲ့ထားရင်ဒါမထားလဲပုံကက်မယ်ဆိုလဲကက်ပေါ့နော်ဒါပေမဲ့ဖျားစင်ပြီးတော့မှတီးတန့်ထားဖျားစင်တဲ့နည်းနည်းနှိမ့်နော်ဖျားစင်တဲ့နည်းနည်းနှိမ့်ရအောင်ဖျားစင်တဲ့နည်းနည်းနှိမ့်ပြီးတော့ထားရမယ်အဖေမေပုံနေရစားအဖေမေပုံတို့တချို့တော့ဝိဇာတွေလဲအဲ့တိုင်းပဲ နော်ဖြစ်နိုင်ပုံမထားနဲ့ဒါမေတ္တာဖို့အမြောက်ဝင်နော်တချို့အလိုမျိုးပေါ့နော်ဒါဝိဇ္ဇာတွေအမတ်တရားထားခြင်းနဲ့ဆိုရင်တော့မှအလိုဘုံကြီးပုံတွေလည်းအလိုမျိုးပဲဖျားစင်ပုံမှာတင်နေဆိုရင်တော့ဖျားစင်ပုံမှာတစင်ဖျားကမြင့်နေရမယ်ဘုံကြီးကနေရမယ် ဟုတ်ပြီနော်အဲ့လိုတန်းတူမထားနဲ့နော်ဖေတော်ဘုန်းကြီးပုံတွေလည်းဖရားဘုရားရှင်နဲ့တန်းတူမထားခိုင်းဘူးဟိုတော်မထားကောင်းဘူးဖရားရှင်မှာဖရားပဲရှိရမယ်အဖို့တကယ်လို့ရဟန္တာငါးပုံတွေထားခြင်းနဲ့ဆိုရင်တော့မှဖရားရှင်ပုံမှာတစင်းဖရားမြင့်ပြီးတော့ဘုန်းကြီးရဟန္တာငါးတွေနှိမ့်ရမယ်နော်လူပုံမိဘပုံတော့ပို့ပို့ဖြစ်သွားပြီသူတီးချောက်ကိုထားရမယ်စင်ပေါ်ကိုမတင်ရတော့လုပ်ပြီနော်အဲ့တော့ဘုရားရှင်မှာတက်တယ်နဲ့အဆောင်တွေလည်းမတင်ရဘူးတချို့ကအဲ့လိုကောက်တင်ကြတယ် အဲဟိုတချို့ကထီတွေထိုးပြီးတော့လေဟိုလိုထီလက်မှတ်တွေဖျားစင်မတင်တာထီပေါအောင်လို့နော်တိုင်မဲ့လည်းမတခါမှလည်းမပေါ့နော်ဟုတ်ပြီနော်ဖျားစင်မလို့ထီလက်မှတ်တွေလည်းမတင်ရဘူးဖျားစင်ကကြည်လိုက်ရင်ရှင်းပြီးတော့ဖူးလိုက်တဲ့အခါမှာကိုယ်စိတ်ထဲမှာကြည်နူးမှုလေးဖြစ်သွားပဲရှင်းနေရမယ်နော်အဲ့ဒါတချို့ကဖျားစင်မှာဘယ်ရဘုံဟိုကဘုံဒီရဘုံနော်ဒါဘယ်ဖျားဒါဒါဘယ်မျိုးကဖျား အဘယ်စဉ်ကြည်လန်ရှုပ်ချက်တွေခတ်ပြီးတော့ဘယ်ဖျားဖူအောင်မမတူစွန့်တော့ကဲ့တော့ဘယ်ဖျားကဲ့အောင်မတူဖြစ်သွားမယ်ဟုတ်ပြီလားနော်အဲ့တော့ဖျားစဉ်မှာအကောင်းဆုံးကတော့ဖျားတစုဝဲထားတာကောင်းတယ်နော်အလုံးစုံထားခြင်းသုံးစုပေါ့လေအဲ့လိုပေါ့အဲ့လိုမျိုးတိတ်တိတ်မမမလေးတွေအများကြီးထားရင်နည်းနည်းစိတ်ချုပ်တတ်တယ်ဖျားစဉ်မှာတန့်ရှင်းရလောက်တာလည်းခတ်တတ်တယ်ဖျားကန်းထဲဝင်လိုက်တာနဲ့ကိုင်ရဖျားကိုဖူးလိုက်တာနဲ့စိတ်ထဲမှာငြိမ်ချမ်းသွားအောင်ကြည်လင်သွားအောင်ဖျားကန်းတန့်ရှင်းပြီးတည့်ရနေရမယ် ထုတ်ပြီနော်ဖျားပြောင်းတီးတန့်လीဖျားစင်ကိုအသေးကြကြလို့ပြင်းပြောင်းမလုပ်နဲ့ဟုတ်ပြီနော်အဲ့ရအဲ့တော့ဖျားစင်ကဖျားစင်ရတဲ့ဘုံဘုံတော့ဖျားစင်တရင်သုံးတယ်အဲ့ဒီကြောင်းတော်ပေါ့ဒါကဏ္ဍကုတွေပါပဲဖျားစင်ကအဲ့တော့တေးကြကြလေးတန့်စင်ရတာစနေတကြပြူရမယ်ကိုတိုင်ပြူရမယ်နော်တကကြီးတွေလည်းတကကြီးတွေလည်းကိုတိုင်လုံးရမယ်နော်အဲ့ကိုတိုင်လုံးတကကြီးဓမ္မကြီးတွေ ဖျားကတက်ရှင်းရေးလုပ်ပြီးတော့အပတ်ရကျန်းအာဆုံးကတဲ့ဆိုလဲခွက်သေးသေးလေးတွေနဲ့မကတ်နဲ့ရေသေးသေးလေးတွေခွက်သေးသေးလေးတွေเนาะအဲ့လိုမကတ်ရဘူးเนาะပြီးတော့တချို့ကဖျားဟိုလိုမျိုးပေါ့ ပေါ့ဆိုလေးဖြူပြီးတော့ကတ်တယ်နော်အခုကျတော့ပေါ့ပေါ့ဆိုနဲ့မစားဘူးနော်အဲအောင်မြေပေါက်ရအောင်ဆိုပြီးတော့ပေါ့ပေါ့မြောင်မြောင်ဖြစ်အောင်ဆိုပြီးဖခင်ကပေါ့ပေါ့ဆိုကတ်နော်အဲအဲပေါ့ပေါ့ဆိုနဲ့သမင်းနဲ့စွန်းနဲ့ဘယ်လိုစားမလို့အဲ့တော့ကိုယ်လည်းပေါ့ပေါ့ရရဖြစ်အောင်နေတယ်ပေါ့ပေါ့ဆိုပဲစားပါလားအဲ့ကျတော့မစားဘူးဗျဖခင်ကျတော့သွားနော်ပေါ့ပေါ့ဆိုကတ်ဟုတ်ပြီအဲ့ဘာမှမဆိုင်ဘူးနော်အဲပေါ့ပေါ့ရရဖြစ်တယ်ဆိုရင်အဲ့ဒီပေါ့ပေါ့ရောင်းတဲ့သူတွေပို့ပြီးပေါက်ရောက်မှာပေါ့နေတယ်ပေါ့ပေါ့ရောင်းနေတာနော်ဒါကြီးကမဆိုင်ဘူးဒီအယူတွေကိုသိပြီး ီးတော့ဒါမယူကြနဲ့နော်လဲမနေတဲ့ လေနော်အဲအကန်ကောင်းခြင်းဘာလို့မစိတ်ကောင်းစေနာကောင်းထားရမှာလေအဲ့တော့ကိုယ်ကန်ကောင်းအောင်ဆိုပြီးရေရာချင်လို့တော့ကံမကောင်းစိတ်ကောင်းစေနာကောင်းထားနော်ကဲကဲထားတော့အဲ့တော့ဘုရားဆင်ကိုတော့အတန်ရှင်ကြီးကိုယ်တိုင်ပြုတန်ရည်ကျန်ဆန်းဆန်းကိုလည်းတေးကြကြတကယ်တော်တော်တရားအယုံပြုပြီးလေးနေနဲ့ကပ်နော်အလိုမျိုးဟိုကောင်းတာကတော့လေညာတပိတ်ဝဲနော်ညာတပိတ်ဘာလို့တေးသေးလေးမဟုတ်နော်တေးကြကြဖုန်းတော့အခုရဟန်းတော်တွေတုံးနေဆိုင်ပေါ့ မြတ်တပည့်ကြီးကြီးလေးဝယ်ဝယ်ဖရာအောင်မြတ်တပည့်နဲ့ကြရင်ပိုကောင်းတယ်နော်ဖရာရှင်ကတပည့်နဲ့ဖုံးပေးတယ်လေဘုန်းတော်မြတ်စွာဘုရားလေအဲ့ဒါကိုစွန်ရေချမ်းနေစွန်စွန်ရေတွေဆိုလည်းတကယ်ရဟန္တာငါတွေကိုကြောင်းကိုအိမ်ဝင်ကြောက်လာသူလို့ကိုကတ်တယ်လို့မြတ်တန်တနာဖရာရှင်ရှိမှစပွဲလေးနဲ့ကန်နော်စပွဲလေးနဲ့ဂျာနနာကန်စွန်စွန်လေးတွေထည့်ပေးအဒီဟင်းလေးကဘိုင်းလေးပါဗျာကိုမိသားစုစားတဲ့ဟင်းပဲနေ့စဉ်လှုပ်တယ်နေ့စဉ်နေ့စဉ်ကန်ကောင်း တင်ပြောတာနော်ဒီနေစဉ်ပန်းဖះကိုစောပန်းရေချမ်းတေးတာစွန်လဲတေးချာချာကြာနန္ဒကဘုရားဒကာကြီးဒီမကြီးနည်းနည်းအေးတယ်ဆိုရင်ရေအေးမတော့ဘူးရေနွေးလေးတော့တယ်ဖះကျတော့ရေရေတတ်လိုက်ပြီကိုကရေနွေးမတော့ဘူးနော်ကိုလည်းရေနွေးတော့လို့ဖះကလည်းရေနွေးလေးကနော်အရန်ပူတဲ့ခါဆိုရင် အနေကြီးဟေးလေးကဖျားလीနော်အဲ့အဲ့လိုမျိုးရှိနော်ဟောတခါတလေကဲထားတော့နော်ဒါရီမိုင်းလဲကြာသွားမှာဆိုရသေးတယ်အချိန်ကနေတော့အဲ့ဆိုတော့ဖျားစင်ကိုတေကြာတန့်ရှင်ရဲ့ကုသိုလ်ပြုဆုံးအောင်လေတေကြာကတ်တကယ်တော့တင်ချာဖျားကိုအိမ်ကိုကြောက်ပြီးဆုံးဖုံးပေးနေတယ်အာယုံပြုတ်ပြီးတေကြာကတ်ကတ်ပြီးတော့အဲ့လောက်ကတ်ပြီးတဲ့အခါမှာဖျားရှင်သာဆုံးဖုံးပြီးသွားပြီးဆိုတော့အဲ့ဆုံးတွေကိုဆုံးအောင်ပေါ့နော်ဖျားဖျားသူတို့ကဟိုငါအချိန်များရင်ငါမ အချိန်ရရင်7မိနစ်လောက်စဖျားရှင်စောပေါ်ပေးနေတယ်လို့အာယုံပြုပြီးတော့ကိုကတော့ဗုဒ္ဓံလို့တိတိပါဝနာပွားနေဒီပေါ့နော်ကဲဒါတော့ဒါအကြံပြင်းပဲပြောပါမယ်အဲ့တော့ဖျားဆုံးပန်းရေချမ်းကဲပြီးအဲ့ဆုံးကိုလည်းပြန်ဆုံးပြီးတော့ဖျားပကံနဲ့မစားကောင်းတော့ကိုရဲ့ပကံတီးတန့်တယ်ရောထည့်ပြီးစားဖျားစင်တဲ့တီးတန့်ပကံတွေလောကတီးတန့်ထားတာနော်ကဲဟုတ်ပြီဒါဖျားအတွက်ကွာအဲ့လိုမျိုးလေးလေးနက်နက်တော်တော်ရကြပြအောင်အာရုံပြုတ်ပြီးတော့ကိုယ့်အိမ်အောင်ပင့်လိုက်တာပန်းရေချမ်းသေးချာကက်ပြီးတော့ အဲရဖះစင်ရဲ့တကယ်အလိုတတ်တော်ထင်ရှားဖះရှင်ရဲ့ရှေ့မှာဘုန်းတော်ကြည့်တော်မူတော်မြတ်စွာဘုရားတော့အဲ့တော့ခင်မွန်းကြီးဆယ်ပါတောင်းမန်လေးလေးနက်နက်လေးနော်အဲဖဘုံသားယောဂီတွေဆိုရင်အမြဲတပရိကံပြုပေးတယ်နော်ပရိကံပြုတဲ့ပုံစံလေးပေါ့နော်ဖဘုံကအချိန်နဲ့တော့ဖဘုံပဲဆိုပြလိုက်တော့မယ်တရားဓမ္မကြီးကမှတ်ထားလိုက်ပေါ့နော်အဲ့ဒါမတိုင်ပြီးတော့အချိန်နဲ့တော့လို့ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဖရာတပည့်တော်တို့သည်ဖရာတပည့်တော်သည်တန်တရာမဆာ၏ယခုချိန်တွင်ဖရာတရားတန်ကယတနာမြတ်သုံးပါးသို့အပေါ်၌ဖရာတရားတန်ကမိဘဆရာသမားချွန်မိုးကြီးဆယ်ပါးမပြစ်မသည်မပြစ်မထိုက်သောပုဂ္ဂိုလ်များအပေါ်၌ကာယကဝစီကမနောကကံသုံးပါးတို့ဖြင့်မိုင်မဲဒီလျာအသေးဝေးဒီလျာမလိန်မာသည့်အလျောက်ပြည့်ကြီးငယ်များရှိခဲ့ပါကတေးကံခွလတော်မူကြပါ ါဗျာတေးကြကြဥချကြတော့နောက်တစ်ခေါက်တေးခံခွလက်တော်မူကြပါဗျာကြကြနန္နတေးကြကြတော့လေးလေးနက်နက်ကြတော့တေးခံခွလက်တော်မူကြပါဗျာသုံးကြိမ်သုံးခါဖျောက်ကိုတက်တော်ထင်ရှားဖျောက်ကိုအာယုံပြုတ်ပြီးတော့ကိုပြစ်မာမိခဲ့တဲ့ရန်နာသုံးမှကွန်မြူနီဆယ်ပါးတွေကိုအပြစ်တွေချိန်ပါစေလေးလေးနက်နက်အရှင်ဆုံးရှိကိုတောင်းပန်ရတယ် နော်ကိုမှာအပြစ်တွေအဲ့အပြစ်တွေရှိတိုင်းဘဝမှာတက်လန်းနေပိတ်တယ်အလုတ်ကန်နေအစင်မပြေမှုတွေကြုံရတယ်နော်ဒါကွန်မြူနစ်ဆယ်ပါပြတ်မှာတဲ့သူတွေကဒန်ဆယ်ပါတက်နေအဲ့တော့ကိုကအလုတ်တချို့ဒီကနေမှဒီအလုတ်တွေရမ်းကြိုးစားပြီးအောင်မြင်သင့်တယ်လို့မအောင်ဘူးဆိုတာနော်ကံညာဝရိယကောင်းတယ်ဆိုပေမဲ့လေကိုက ဒီကံညာဝရိယအကောင်းတဲ့ဆိုတဲ့ကံမှာကံကံအဲ့ကံဆိုတဲ့ကံနာမှာဒီအောက်တအကုသို့ကံနေရှိနေလေဘလို့စူးစားစူးစားမအောင်မြင်ပြန်ဘူးဗျာနော်အဲ့လိုလိုလည်းရှိသေးတယ်နိအာကံလည်းကောင်းနော်အဲ့အဲ့ဒီအကုသို့ကံတွေရောဒီကောင်းမှုကုသို့ကံနဲ့ခြေဖြတ်ရမယ်တောင်းပန်ရှိခိုးရမယ်နော်ဟုတ်ကဲ့ဘလို့တော်တော်ထေရှားပြောင်းအောင်ဒီလိုအာယုံပြုပြီးတော့အဲ့ဟာတောင်းပန် ဖျားတပိတော်တို့ပေါ်နိုင်လေသူတော်ဘာတို့ကအပြစ်ကြီးငယ်များရှိခဲ့ပါကဖျားတပိတော်တို့ကတိခိုင်ခွတ်လို့ပါတယ်ဗျာကိုငါ့တော်ဘုရားဘလို့ပြောတာပဲဆိုတော့မုံနေအာဂါသားတွေမထားနဲ့အကုန်လုံးခွတ်လို့ပေးလိုက်ဘုနာဘာတို့ခွတ်လို့လိုက်မှအေးချမ်းသွားတာတငါ့တော်ဘုရားဘလို့မကောင်းကြံတာဘလို့မကောင်းပြောတော့စိတ်ကပူနေရတယ်စိတ်ကပူလောင်နေတယ်မကြည်တော့ဘူးစိတ်မကြည်ရင်ရုပ်လည်းမကြည်ဘူးညံလည်းမကောင်းတော့ဘူးလောကီမှာစောင်းနေစီပွားရေးလှုပ်တယ်လှုပ်တဲ့ကညံကောင်းမှုကြီးကြီးရယ်လीညံကောင်းမှုကစိတ်ရှင်းမှညံကောင်းမှာစိတ်ကမကြည်မရှင်းညံ ံမကောင်းတော့ဟုတ်ပြီနော်အဲကြတော့ညံကောင်းမှုတွေစိတ်ရှင်းမှုတွေအမုံအာဃာတတွေမထားနိုင်နော်ဒါဒါဒါဒကာဓမ္မတွေအဲကြတော့ဖျားပြတော့ပေါ်နေသူတော်ဘာတို့ကအပြစ်ကြီးငယ်များရှိခဲ့ပါကလည်းတပြီးတော်သူကအခက်ခက်တိတ်တိတ်ကခွက်လွတ်ပါတယ်အပြစ်မရှိပါဘူးနော်တကယ်တော်တော်ထရှားဖျားမလျှောက်တယ်လို့လေးလေးနက်နက်လျှောက်ပြီးတော့ ီ၅ပါးဒီလာစောက်သည်နော်အဲ့တော့အဲ့တော့တဏ္ဍာကုံ၃ပါးနဲ့၅ပါးဒီလာကိုဘုရားရှင်ရှိမှာတောင်းစောက်သည်စောက်သည်ပြီးတော့ဗုဒ္ဓံတုတ်တိပါဝနာလေးကိုအချင်းကျုပ်လေးပွားလိုက်အချိန်ရရင်ရတဲ့လောက်ပေါ့နော်အပြီးဆုံးဘုရားနာဣတိပိတော်ဘဂဝါအရဟံအရောပွားပွားပြီးတော့ဒါပါဠိအနက်အတိတ်ပဲလေးသိနေတယ်အဲ့အနက်အတိတ်ပဲပါအာယုံပြုပြီးမှပွားအဲ့ဟာပူဆွမ်းတယ်တချို့ရွတ်တော့ရွတ်နေပါရွတ်မှမသိဖြစ်တတ်တယ်နော်ဘုရားရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ဒါဗုဒ္ဓံတုတ်တိဂုဏ်တော်ပွားပါဒါဗုဒ္ဓံတုတ်တိဂုဏ်တော် ဘာလို့အရင်ပေါ်ပေါ်ဟောတာပူပါလေအဲ့တရားတွေပြန်ရှာနာကြည့်ပေါ့နော်ဒီမှာတော့အချိန်နဲ့တော့မပြောတော့ဘူးဒါပေါ်တော့သူတတိကုံတော်လေးကိုအချင်းချုပ်လေးပွားလိုက်လေးနဲ့နဲ့ပွားတတ်တော်ထင်ရှားပြအောင်ဒါကြောင့်ပွားခိုင်းတာညဖခင်ရဲ့အားတွေယူလေကိုယ့်ရဲ့တစ္ဆာကအဲ့လိုတိုင်းဝိုင်းလိုက်ရတာပေါ့နော်ကိုယ့်ရဲ့တစ္ဆာကစွန့်အောင်လို့ တို့ကဘုန်းကြီးတော်ဒီကရမတွေတချို့တွေလက်စော့တွေပါတုံးပြူတယ်နော်အဲ့တုံးတဲ့ကောင်မှဒီကြောက်ကတော့သူ့အတူတည်တိတ်မဆွမ်းဘူးသူကသူရန်လိုက်တာပါရွှေလေးနဲ့ကော့လိုက်မယ်ဗာလေးနဲ့ကော့လိုက်တယ်ဆိုရင်အယမ်းကိုပို့ပြီးတော့ဒီကြောက်ရဲ့တံပိုးကပို့စည်းကြည့်သွားပို့တံပိုးကြည့်သွားတယ်လို့ပဲဒီပစ္စည်းကလေတိုင်းဝိုင်းလိုက်ပို့ပြီးတံပိုးကြည့်သွားတယ်အဲ့အခုလည်းအဲ့လိုမျိုးပဲကိုယ့်ရဲ့တစ္ဆာဒီတိုင်းတန်းဆိုရင်ဆွမ်းလိုက်မဆွမ်းလိုက်ဖြစ်တတ်တယ်ဖရာတရားတန်ခိုင်းဂုံတော်တွေနဲ့ဝင်းရလိုက်တာအဲ့လိုမျိုးအရင်အားယူလိုက်တာရန်နာတုံးမအားယူရတယ် နော်အဲ့လိုမျိုးဖျားဖျားတန်ကဟိုရေတပေါ်တော်တို့တိတိကုံတော့ပွားပွားပြီးတော့ကိုယ့်ရဲ့အတတ်နဲ့ခံတော်ဖျားလိုပါတယ်နော်အတတ်နဲ့ခံတော်ဖျားလိုပြီးတော့ဖျားဖျားတန်ကရဲ့ဂုံတော်တွေကိုကိုကလိုအလိုမျိုးအာယုံပြုတ်ပြီးလှမ်းချုံရတယ်အဲဘယ်လိုဆိုရလဲဆိုတော့ဒါ ုံးတော်ကြည်တော်မူသောမြတ်စွာဘုရားဖျားသူရတို့ခန္ဓာ၅ပါးယုံနံတပါအတတ်နဲ့ခန္ဓာအားအတတ်နဲ့ခန္ဓာရောဖျားတပည့်တော်တို့ပိုင်ဆိုင်သောနော်အတော့တက်ရှိတက်မဲ့အရာအလုံးတို့ကိုဖျားရှင်အားဒီတော့အနှင်းပါတယ်ဗျာလှူဒန်းပါတယ်ဗျာ နော်ဖះရောအတ်နှင်းတာကိုယ့်ရဲ့ခန္ဓာကိုလည်းအတ်နှင်းတယ်ကိုယ့်ရဲ့ပစ္စည်းတွေလည်းအတ်တယ်ဖះကလည်းမอยู่ပါကိုယ်ပြန်စွန့်တာပဲလေနော်အမှန်ကဒါပေမဲ့ဖះရဲ့အားတွေယူသွားအောင်ငါဖះသားတော်ငါဖះသမီးတော်ဖြစ်သွားပြီတည်လို့ဖြစ်သွားအောင်နော်ဒါဖះဟိုတမက်စွာဘုရားရှင်ကအတ်နှင်းပါတယ်ဗျာဒါဖះတရားတန်ခါရဲ့ယုံဖះတရားတန်ခါအတ်နှင်းပါတယ်ဆိုပြီးကိုယ့်ရဲ့အတ်တဲ့ခန္ဓာအဓိကအတ်နှင်းလူတန်းရမယ် လေးလေးနက်နက်အနယ်လူတန်းနော်။ဒါကြောင့်အနယ်လူတန်းခိုင်းတာလဲဆိုတော့ဘုရားရှင်ပိုင်ဆိုင်တဲ့တရှိတမဲ့အရာတွေကိုမြမာနဲ့လူမိတို့သောပုဂ္ဂိုလ်များမနှောက်ယှက်မဖြစ်စေနိုင်ဘူးတဲ့။နော်။ဘုရားကိုလူတန်းလိုက်ပြီဆိုတော့ဘုရားပိုင်တော်ဘုရားရှင်နဲ့ပိုင်ဆိုင်တဲ့တက်ဆိုင်တဲ့ဆိုရင်ဟောတော့တာဒနာတော်ဆောင်နှက်ကောင်းတဲ့မြက်တွေကပို့ပြီးစောင့်ရှောက်ရတယ်။နော်။အဲ့တော့တို့မှတောင်းဝန်ဖြစ်သွားတယ်။ပိုဆန်းသွားတာပေါ့နော်ဒါကြတော့ကိုရတက်တဲ့ကံတော်ဘုရားအကြီးကလေးနေနဲ့သာလှူအောင်မယ်ပြီးတော့ ကင်္ဂဝါလူသက်စမကပွင့်တော်မူခဲ့ပြီးတော့လုံးစုံသောဖရာတရားတန်ကယရဏမြတ်သုံးပါတို့၏တကောချိန်သောမေတ္တာတော်အစွမ်းအာနုဘော်များအားလုံးတို့သည်ဖရာတပည့်တော်တို့၏ခန္ဓာကိုယ်တွင်းပဏ္ဍန်၌အခါခတ်သိတည်ပါစေတည်း။ဘုရားကုံတော်မြဲထာဝရကိုလုံးချုံပါသည်ဖရာ။ဓမ္မကုံတော်အမြဲထာဝရကိုလိုချုံပါသည်ဗျာတန်ခါကုံတော်မြဲထာဝရကိုလိုချုံပါသည်ဗျာ ဘုရားတရားတန်ခါယရဏမြတ်သုံးပါးတို့၏တဘောရှိသောမေတ္တာတော်အစွမ်းအာနုဘောများကြောင့်ဘုရားတိတော်တို့သည်ကျေရဆဲကျေရလက်တန်တော်ဘေးဥပ္ပန္တရပေါင်းမှာအခက်ခတဲ့ကိလို့ငြင်း၍နေကောင်းချမ်းမှာတက်ရှိပါစေတည်း။လောကီလောကကောင်းကျိုးလိုအပ်ဆန္ဒများတို့ဘာပြည့်စုံ၍သာသနာ့ကျိုးလောကကျိုးတို့ရဲ့ဆောင်ရွက်နိုင်ပါစေတည်း။အဲနော်အဲ့လိုမျိုး အာယုံပြုပြီးတော့ဘာလုပ်အောင်မလဲနော်အဲ့လိုမျိုးတွေလုပ်ပြီးမှဖျားဖျားတန်ခါတော့မှရိုးရိုးဖျားဖျားတန်ခါမဟုတ်ဘူးနော်ဂင်းကာဝါလို့တဲဆုမကပြုတ်တော်မူခဲ့ပြီးတော့ဘုန်းတော်ဖျားရအများကြီးပွင့်ခဲ့တာဖျားရအားလုံးအာယုံပြုလိုက်နော်လူလိုပြောရရင်အဲ့ပတ်စံကုန်တာလည်းမဟုတ်ဘူးဒါပေမဲ့ကိုတုံးလိုက်တဲ့အဲ့ဒီကိုပြောလိုက်တဲ့အဲ့ဒီစကယ်လုံးလေးပုံမူတည်ပြီးတော့ ါဝါกว่าတော့တာအနည်းများကိုကဘုရားတရားတန်ခါဆိုတာမှန်ပဲတချို့စီဘုန်းတော်ဘုရားငါးစုဘုရားဘုရားခုနှစ်စုဘုရားဘုရားခုနှစ်စုကိုအာယုံပြုရင်ဘုရားခုနှစ်စုရဲ့ပါဝါရလာမှာပဲသူရဲ့မေတ္တာတက်တယ်မေတ္တာလှိုင်းတယ် ကိုကအာယုံပြုလိုက်မှာကတချို့ကဘုရားသက်ဆိုရအာယုံပြုအခုအာယုံပြုရမှာကပွင့်တော်မူခဲ့ပြီးတော့ဂိင်္ဂဝါလူသက်ဆမကပွင့်တော်မူခဲ့ပြီးတော့လုံးစုံတော့ဘုရားတရားတန်ခါယတနာမြတ်တော်မှာတို့ဤတကောရှင်သောမေတ္တာတော်အစအာနုဘော်များအားလုံးဒီဘုရားသူတော်တို့ခန္ဓာကိုယ်ပြန်ပနှစ်တိုင်နဲ့အခါခတ်တိတိပါစေတည်းဒါယတနာမြတ်တော်မှာဂုဏ်တော်တွေကအာယုံရရဟုတ်ပြီနော်ဟုတ်ပြီဒါတွေပြီးပြီဆိုမှ အာဒါရီပြီးပြီစေခုဒါမေတ္တာလေးဒါအချင်းချုပ်လေးနည်းနည်းထပ်ဖို့လေစိတ်ကိုပူရှင်းသွားအောင်လို့နော်ကိုရဲ့စိတ်အဲဒါမေတ္တာလေးပို့ဂုံတော်ပွားမေတ္တာလေးပို့ပြီးပြီဆိုရင်ကမှအဲ့အဲ့ကကျွန်မတစ္ဆာဆိုရတယ်နော်အဲ့ဒါပေမဲ့အဲ့တခုကြံသေးတယ်အဲ့လိုတစ္ဆာအဲ့လိုမေတ္တာပို့ဂုံတော်ပွားပြီးတော့တမာတွေကနှကောင်းနှမြတ်တွေအားလုံးတိုင်းတည်ပြီးဖိတ်ရနော်ဒါ ဒါဗုဒ္ဓမြတ်စွာသာသနာတော်အကြီးညိုလေးစားကြကုန်တော့ခတ်သိမ်းတော့လူနဲ့ပြမတတ်တော်အပေါင်းနော်လူနဲ့ပြမတတ်တော်အပေါင်းအားလုံးကိုဖိတ်မှန်ပါတယ်နှက်ကောင်းနှက်မြတ်ပေါင်းနှက်ပြမပေါင်းအဓိကအပြင်ဖိတ်မှန်ပါတယ်ဆိုပြီးတော့ဖိတ်ရအားလုံးပိတ်ဖိတ်ပါတယ်အဲဖျားတပြီးတော့ဒီဒါမေတ္တာကိုပေးဖို့ရအမြပေးဖို့မှာဖြစ်ပါတယ်အဲ့လိုတစ္ဆာဆိုမှာဖြစ်ပါတယ်သူတို့အလကားခေါ်တာမဟုတ်ဘူး ကွာကိုရကုတ်တော့အမျှဝေမှာလေဒီတိုင်းဖိတ်တယ်ဆိုတော့လာမှာမဟုတ်ဘူးနော်တို့လည်းမအားဘူးတို့လုံနေတယ်တို့ဒါပေမဲ့ကိုကခွင်ရတာတွေပြင်နေကစွန့်ကတ်တာလေစွန့်ကတ်ဖို့ပြင်နေကိုအိမ်အောင်ပြင်နေလူချင်းတို့ပြင်နေအဲ့လိုမျိုးပေါ့နော်အခုလည်းနတ်တွေကိုဘာလို့ခေါ်တာလေကိုကကိုရကုတ်တို့တို့ကိုလူချင်းလို့နော်ပတိဒါနာပတ္တာနုမောဒနာကိုကပေးချင်လို့ဆိုအဲ့တို့လာကြတယ်ဒီမေတ္တာအများရချင်တယ်တို့ကလေအဲ့တို့ဖိဖိပြီးမှအလုံးဖရာတရားတန်ခါနဲ့ ကယ်နှကောင်းနှမြတွေရှေ့မှာကိုကလိုတစ္ဆာဆိုကိုပြုထားတဲ့ကုသိုလ်ကိုလေးလေးနက်နက်အာယုံပြုပြီးတော့တစ္ဆာဆိုရတယ်ကိုရဲ့ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကိုကိုဟုတ်ပြီအခုတစ္ဆာဆိုတဲ့အခါမှာအခုဒါတစ္ဆာဆိုတဲ့အခါမှာဘုရားတို့ဒီကနေ့မှလို့ကတစ္ဆာဆိုပြီးဆိုရင်တော့မှဘယ်လိုတစ္ဆာဆိုရမလဲဆိုတော့ ်အရင်ဆုံးကုပြုရတဲ့ကုသိုလ်တွေတော့ရှိတယ်အဲ့ဟာအရင်မဆိုနဲ့ဟောဘလို့ထပ်ပြီးသစ္စာဆုံးမလဲဆိုတော့ဖရာတရားတန်ခါရဲ့ဂုံတော်တွေကိုထပ်အားယူဦးမယ်ဆက်စွာလည်းယူသားပြီးပြီပူအားကောင်းတော့အောင်လို့ဖရာတရားတန်ခါရဲ့ဂုံတော်တွေအားထက်ယူရတယ်နော်ဘလို့ယူမလဲဆိုတော့အဲ့လိုပေါ့နော်ဖရာတရားတန်ခါရဲ့ဂုံတော်တွေနဲ့အရင်သစ္စာဆိုရတယ်နော်ဖရာတရားတန်ခါရဲ့ဂုံတော်တွေနဲ့အရင်သစ္စာဆိုမယ် ဒါဘုန်းကြီးတို့ဒါရန်နာတုံမှာပါတယ်နော်ဒါလောလောဆယ်နားလည်လို့ရဘုရားအမြန်ပြောပြမယ်လူပြည်နဲ့ပြည်နဂါးပြည်ပြမပြည်ဟောကလုံးပြည်တို့တွင်နှစ်တက်မြတ်တို့ပဲကောင်းသောယရနာတို့သည် များစွာရှိကြပါ၏ထိုယရနာတို့ထက်လောကတွင်ဖိယယရနာတရားယရနာတန်ဃာယရနာနာယရနာမြတ်တော်မာသည်နှစ်တက်မြတ်နိုးဖွယ်အကောင်းဆုံးတန်ဖိုးအကြီးမားဆုံးဖြစ်ပါသည်ဗျာဣတိစာစကားသည်မှန်ကန်ပါသည်ဗျာဟုတ်ပြီနော် ်ဘုရားတရားတန်ခါရဲ့ဂௌတော်ကြီးနော်လောကမှာရှိရှိတည်းများယတနာဒါယတနာတွေအားလုံးတန်ဖို့ကြီးမားပါလေဆိုတဲ့ဒါယတနာအားလုံးတဲ့ဘုရားတရားတန်ခါယတနာမြတ်တော်မှာတန်ဖို့ကြီးမားဆုံးဖြစ်ပါလေဣတိစ္ဆာသာတိမှန်ကန်ပါသည်ဗျာလောကတွင်ဘုရားတရားတန်ခါဒါယတနာမြတ်တော်မှာပွင့်ပေါ်လာခြင်းတည်တတ္တဝအများကြီးကောင်းကျိုးအတွက်ဖြစ်ပါသည်ဗျာဣတိစ္ဆာစကားတိလည်းမှန်ကန်ပါသည်ဗျာဖျားသည်ပြောသည်ဖျားတရားတန်ခါယတနာမြတ်တော်မှာကို ြည်ညိုလေးစားကိုယ်ကွယ်စိတ်ကပ်ပါသည်ဗျာဤတစ္ဆာစကားသည်လည်းမှန်ကန်ပါသည်ဗျာဘုရားတိတော်ဒီမြတ်စွာဘုရားဟောကြားဆုံးမတော်မူသည့်အတိုင်းဒါနသီလဘာဝနာကောင်းမှုကုသိုလ်များကိုအခါအားလျော်စွာတအားတည်၍ကြိုးစားပြုလုပ်ခဲ့ပါသည်ဗျာဤတစ္ဆာစကားသည်လည်းမှန်ကန်ပါသည်ဗျာဟုတ်ပြီနော်ဘုရားတရားတန်ခါရဲ့ဂုဏ်တော်တွေနော်အိမကံကောင်းမြတ်သောတစ္ဆာစကားများဆိုရသောကြောင့်၎င်း နော်ဥပမာတချို့တွေမိဘလို့ကြွေးခဲ့ဘူးတယ်ထဲ့ဆိုလို့ရနော်ဒါကြောင့်ဒီအဖေကိုအမေကိုဘယ်လိုပြုစုလို့ကြွေးခဲ့ပါလဲဗျာနော်ကောင်းတဲ့အားတွေနဲ့တစ္ဆာဆိုပေါ့နော်အဲအဲ့လိုပေါ့ပြီးတော့ဒါ ဤမကန်ကောင်းမြတ်တော်တစ္ဆာစကားများဆိုရသောကြောင့်၎င်းပြုတော်မူခဲ့ပြီးတော့လုံးစုံသောဖျားတရားတန်ကယတနာမြတ်တော်မှတို့၏တဘောရှိသောမေတ္တာတော်အစံအာနုဘောများကြောင့်၎င်းဖျားဖျားတပိတော်ဒီအတိတ်ဘဝဘဝများစွာကယခုချိန်ဒီပြုလုပ်ထားခဲ့သောဒါနပြုလုပ်ထားခဲ့သည့်ဒါနသီလဘာဝနာကောင်းမှုကုသိုလ်များ၏အစံအာနုဘောများကြောင့်၎င်းဓာတုတော်ဒီဒါယခုကြုံတွေ့နေရသော အခုဟောလို့တခုပဲပြောလိုက်နော်ကိုအခုကြုံတွေ့နေရတာဘာလဲအဓိကအခက်ခဲရအဲ့ဒီအခက်ခဲကိုကျမ်းမာရေးလားနော်စီးပွားရေးလားလူမှုရေးလားဘာလဲအဲ့ဒါကိုအာရုံပြုပြီးတော့ဒီအခက်ခဲအောင်မြင်စွာလင်မြန်စွာကြော်လွားလွန်မြောက်နိုင်ပါစေတည်းအလေးနဲ့တည်းဆောဆောဟုတ်ပြီနော်ဖျားပြားတန်ခါနဲ့လက်ကောင်းနဲ့မျက်တွေရှိမှာကွာတစ္ဆာဆိုရင်ဆိုပြီးပြီးဆိုမှာကိုပြုထားတဲ့ကောင်းမှုကုသိုလ်တွေအားလုံးကိုကိုပင့်ပိတ်ထားတဲ့လက်ကောင်းနဲ့မျက်တွေရောအားလုံးတတ်တော်ရီကိုလေးလေးနဲ့အမျှဝေပြီးရ အမြဝေပြီးသားနဲ့ပြမာလေးကိုလူဝရှိအောင်ပြန်နိုင်ပါပြီကြွနိုင်ပါပြီပေါ့နော်အဲ့လိုတစ္ဆာဆိုရတဲ့အားစင်ပို့ပြီးထိရောက်လိမ့်မယ်အဲ့ဒါဖုံးဖုံးကိုတွေ့နော်ဖုံးဖုံးရဲ့ကိုတွေ့ ဘာကြောင့်ဘုဘွားကဒီလိုပို့တစ္ဆာဆိုတာလဲဆိုတော့ဘုဘွားကခဏခဏလောကရန်နေကြုံရလို့အခက်ခဲတွေပုံများတယ်ဘုန်းတော်ကရေကိုစုံစင်းနေတာမဟုတ်ရေကိုဆန်တက်တာအဲ့တော့တန်တရာဝေါကရေရေလင်ကြောကြီးမှာဒါမှဘုန်းတော်မနစ်မျောခြင်းတော့ဘူးရေကိုဆန်တက်ပြီးတော့နိဗ္ဗာန်ကိုအမြဲဆုံးရောက်ခြင်းတယ်အဲ့လိုရောက်ခြင်းတော့ဘာဖြစ်လဲကိုအတိတ်ကလုပ်ခဲ့တဲ့အကုသိုလ်တွေကအများကြီးပဲအဲ့ဒီအကုသိုလ်ကိုကအတိတ်ကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိအကုသိုလ်ကတော့တည်ကြတယ်ပုံများတယ်အဲ့ဒီအကုသိုလ်တွေကိုဟောပေါ့ဒီအကုသိုလ်အကျွေးတွေကို ကိုကဖြစ်နိုင်ရင်နောက်ဘဝတွေမှာမဆက်ကျင်တော့ဒီတဘဝတွေအကျင့်ဆက်ကျင်တယ်အဲ့ဒါဆိုတော့လောကဓာတ်ဆိုးတွေပိုကြုံရတယ်ပိုကြုံရတဲ့ကတချို့အာဟုတုတွေကြတော့ဖျားတရားတန်ဟာတရားတွေအထုတ်လိုက်တဲ့အတွက်အဲ့ဒီအာဟုတုတွေညော့သွားနော်ဟိုတချို့အာဟုတုဝိကျွေးတွေကကြတော့ကြီးတဲ့ခါကြတော့ဟိုလိုတရားထုတ်လိုက်ရင်ရော့တော့ရော့တော့ဟိုလိုတေးတာရောပျောက်သွားတယ်ကြီးတာရောရော့တော့တေးသွားတယ်ပေါ့အဲ့ဒါအဲ့ဒီတေးတာတော့မအဲ့ဒီတချို့အာဟုတုတွေ အဲ့ဒီစိုးကျိုးတွေကိုကိုအလုံးမြတ်တစ္ဆာနဲ့ပါကာကွယ်လိုက်တယ်ပြီးတော့ကိုအတိတ်ဘဝကကိုနဲ့ရန်ညှိုးရန်ဘက်တွေဆိုတာရှိတယ်နော်ကိုကတော့မေးနေတာပေါ့ဒါပေမဲ့တို့ကတချို့ကနက်စိန်တွေနက်ဘလူးတွေဖြစ်နေတယ်အဲအဲတို့ကလည်းကိုကိုလို့တိုးတက်မှာဆိုတော့အရင်ဘွားရဲ့ရန်ညိုးကြောင့်လိုင်းနှောက်ရှက်နေတာရှိကိုကတော့မမြင်တော့မသိဘူးနော်ပြီးတော့သာသနာ့ကိုမကြည်ညိုတဲ့ပုံစံတွေနှောက်ရှက်တာလည်းရှိတယ် ကိုကြောင့်အတိတ်ကချိန်ကန်နေနာခဲ့တဲ့သူတွေပဲဖြစ်ဖြစ်ကိုကြောင့်မဟုတ်ဘဲနဲ့သူ့အတူတက်တက်မုန်းနေတဲ့သူတွေအဲ့လိုပုံကိုတွေကရှိတယ်ကိုဘလောက်ပဲဖြူစင်နေပါစေဘလောက်ပဲမှန်နေကောင်းနေပါစေကိုမုန်းတဲ့သူဆိုတာတည်တန့်ရှိတယ်နော်ကိုကိုကမသိတာလေကိုကိုချစ်တဲ့သူတွေရှိသလိုမုန်းတဲ့သူတွေရှိဟာဖျားကြည့်တော့ဆင်းရဲကောင်းတယ်ဒီလိုမှရန်သူမရှိဘူးမထင်နဲ့နော်ရန်သူသာရှိတယ်ကိုကတော့ရန်သူလို့မတတ်မှတ်ပေမဲ့ကိုကိုမလိုတဲ့သူသာရှိတယ်ဟုတ်ပြီနော်ဒါကကြုံရတာပဲ ဘုန်းတော်လောကမှာအဖြူစင်ဆုံးအမြင့်မြတ်ဆုံးဖြစ်တဲ့အနိုင်မဲ့မြတ်ဗုဒ္ဓတော်ဂျန်သူတွေအများကြီးပဲဂျန်သူသာဘုရားရန်သူလို့မတက်မဲ့ဘုရားအောင်ရန်သူလို့တက်မဲ့ပြီးတော့လောက်ကျန်တဲ့သူတွေအများကြီးရှိဟုတ်ပြီနော်အဲဆိုတော့မြင်ရမမြင်ရပုဂ္ဂိုလ်တွေလူတွေထဲမှာလည်းအဲ့တိုင်းပဲကဲချာအဲ့တော့ကိုကအဲ့ပုဂ္ဂိုလ်တွေကလည်းကိုကိုအကျိုးမဲ့လိုလားတယ်ကိုကိုဒုက္ခရောက်စေချင်တော့မျိုးစုံအောင်ဆက်တယ်ကိုကတော့တစ္ဆာနဲ့ကြော်ရတယ်ဘုရားအဲ့လိုကြော်တယ် ။အဲကြတော့အတိတ်ကပြုခဲ့တဲ့အကုသိုလ်တွေကိုလုပ်ခဲ့တဲ့အကုသိုလ်ဝှက်ကျွေးတွေကိုတပွားတည်းနဲ့အကျင့်ဆက်ကျင်တယ်။တရားနဲ့လည်းဆက်မယ်။အဲ့လိုတစ္ဆာနဲ့လည်းကြော်လို့ရတယ်လို့ကြော်ပလိုက်မှာ။ကြော်လွားပလိုက်တယ်။အဖို့အလို့တွေတစ္ဆာဆိုတော့အခက်အခဲတွေအများကြီးအောင်မြင်စွာကြော်လွားနိုင်သွားတယ်။လုံမြောက်နိုင်သွားတယ်။ ဟုတ်ပြီနော်အကြော်တော့ဘုန်းကြီးတို့ဒီကဓမ္မတွေဒါအကြမ်းမြင်ပုံပြောတာအချင်းကနင်းသွားတဲ့အတွက်ဒီလင်းနဲ့ထိရောက်တဲ့တစ္ဆာဆိုနီရေရောပေါ့ပေါ့လေးဆိုရင်တော့မစွမ်းဘူးပေါ့ဒီလိုလားဆိုကြည့်တည်တာလေးမယ်နော်ကိုယ့်ရဲ့ပါဝါကိုယ့်ရဲ့စိတ်အားဆိုင်ရင်ဆိုင်နေတယ်လားပို့ပြီးထိရောက်လိမ့်မယ်ဟုတ်ပြီနော်ကဲအိုက်ပြီအဲ့ဒီတော့အားလုံးလူရှင်များလူရှင်များမွေးနေ့ရှင်များဒီကဓမ္မများအားလုံးတို့လူချင်းမိသားစုများတရားနာပိတ်တဲ့အပေါင်းမြေပုဂ္ဂိုလ်ပေါင်းအလုံးအလုံးတို့ဒီနေကောင်းကြမှာစွာဖြင့်ကတိတော် မဘာပဲယနေ့မျိုးငါးပါးပေးမှာခါခတ်တင်ကင်းလို့ငင်းယူဘဝတက္ကံတူတူလေးမှာမိမိရဲ့ဘဝကိုတန်ဖိုးရှိအောင်အေးချမ်းအောင်ငင်းချမ်းအောင် နေနိုင်ပါစေမြတ်ဗုဒ္ဓရဲ့တရားဓမ္မကြီးပြည်နာတရောင်းတရားများတိုးပေါင်းအောင်တနေ့တဲ့တနေ့တိုးတက်အောင်ကြင်ကြံအားထုတ်နိုင်ပါစေလောကရန်စိုးပေါင်းများစွာမကောင်းသောကကြမာစိုးပေါင်းများစွာလောကရန်မှုန်တိုင်းများကိုလည်းဓမ္မဖြင့်တစ္ဆာတရားများဖြင့်အောင်မြင်လွယ်ကိုလင့်မြန်စွာကျော်လွှားနိုင်၍လောကုတ္တရာကောင်းကျိုးစီးပွားဖြစ်တော်သောတရားဓမ္မကြီးပြည်ညာမညာဘုံညာတရားများများကိုလည်းတည်မြာအားထုတ်နိုင်ကြတော်မြတ်ဗုဒ္ဓ၏အရိယာတော်တမိတော်များသူတော်ကောင်းများဖြစ်နိုင်ကြပါစေကုန်တည်း